အဖြစ်ကင်းစင်တဲ့ဆလီနာလေးကနေဒီလိုဆုံးမအသွင်ပြောင်းသွားရတဲ့အဓိကအချက်ကမီရူးနဲ့တူတူမီရူးကိုဂလဲစားချေချင်လို့ဆိုရင်တင်မသွားပါလိမ့်မယ်ပြောရရင်စင်ဒရယ်လာကို reference ယူရတဲ့ဒီဆလီနာဇင်နစ်သူကြီးကထင်တာကတည်းကပိုဇက်နာပါပဲဆလီနာလေးကကိုပိုင်မော်ဆွမ်းစားနဲ့မွေးပါလာခဲ့သည်တယောက်ပါသူ့အမေဆုံးပါသွားပြီးနောက်ပိုင်းမှာသူ့အဖေဟာနောက်အိမ်တော်ပြုခဲ့တယ်အဲ့တော့မီတွင်းတဲ့သူ့သမီးတွေဟာဆလီနာကိုနိုင်ကျင့်မှာတော့ရဲ့အဲ့ပြင်ဆလီနာကိုအမိုက်မလို့လည်းခေါ်ကြသေးရဲ့ မင်းသားလေးရဲ့ကျင်ပတ်ရှာဖို့ grand ball ကပွဲပိစာရောက်လာချိန်မှာတော့ဆလီနာလေးကသွားခြင်းပင်မဲ့မိတွင်းနဲ့သူ့သမီးတွေကဆလီနာကိုမီးလင်းပုံနဲ့ချိန်ကျိုးဆွဲပြီးချုပ်တီးထားလိုက်တယ်။ဆလီနာကျင်းတဲ့ချက်တရောက်နေတဲ့အချိန်မှာသူ့မိမတီခင်ကပေးခဲ့တဲ့မော်မျိုးစိလေးဟာမော်ဖြုံသည့်အဖြစ်ကြီးထွားလာခဲ့ပြီးဆလီနာကိုဖန်သားဖက်နှက်ပေးရင်ဘောလုံးထဲကိုရောက်အောင်တိုက်တဆိတ်ခေါ်ရခဲ့တယ်။အဲ့လိုနဲ့ပဲဆလီနာဟာမင်းသားလေးနဲ့နှညစတိုင်းအတူကပြီးပျော်ပါနေခဲ့ရပါဘော ဆလီနာရဲ့ရင်ထဲမှာပုံမြင်တွေအလိုအချစ်စစ်ရှာတွေ့သွားပြီလို့ထင်နေတဲ့အချိန်မှာပဲတစ္ဆာပေါက်ခံလိုက်ရပါတယ်။တတိယမြောက်ညမှာမင်းသားဟာသူ့ရဲ့သရုပ်သမီးအဖြစ်အားလုံးရှိမှကြင်ညာတဲ့အခါမှာတော့ဆလီနာကိုရွေးရမယ့်အစားမိရွေးသမီးနှစ်ယောက်တည်းကတယောက်ကိုရွေးသွားခဲ့တာပါ။လူသုံးလောက်ခံလိုက်ရတဲ့ဆလီနာဟာသူမရဲ့နာကြီးချက်တွေကြောင့်ဝမ်းနည်းမှုတွေကနေချိန်စာဆိုးတွေအဖြစ်ပြောင်းလဲကုန်ပြီးသူမကိုယ်တိုင်လည်းဆုံးမလုံးလုံးဖြစ်သွားပါတော့ရဲ့။ ဒေါသတကြီးနဲ့သူမရဲ့မော်ဆွမ်းအကုန်ထုတ်လွတ်လိုက်ချိန်မှာတော့မင်းသားရဲ့ရဲတိုက်ကြီးလည်းမိလောင်ကျွမ်းသွားပြီးလူတွေအကုန်လုံးလည်းဖန်ကြောက်ရွံ့တွေပြောင်းကုန်တယ်။အိတ်ပုံစံအတိုင်းဆီလီနာဟာနှစ်ပေါင်းများစွာခြံထားခဲ့ပြီးဒီနေ့မှာတော့ရဲတိုက်ပြက်ကြီးစီပြန်လာခဲ့ပါရဲ့။သူ့ရဲ့နာကြီးစရာအတိတ်ကိုပြန်တွေးကာသူဟာအရင်ကလိုအပြစ်ကင်းစင်တဲ့မိန်းကလေးမဟုတ်တော့ပဲ။စုံမတယောက်ဖြစ်နေပြီဆိုတာကိုလက်ခံရင်ရှေ့ဆက်လာခဲ့ပါတော့ရဲ့။